ဘုဖျာပကံခီးတဲ့သည်ပကံတွင်ကားနှင့်လဲသွားသည်မြင်းလဲနှင့်လဲသွားသည်ခြေချင်းလဲလျှောက်သည်အာနနာဖျားမှာတရပါတကားကိုဖျက်လျက်မျက်စိတို့သွားရ၌ကျုံးမိကလန်တိုင်းခြေချင်းလျှောက်လာခဲ့သည်ယခုတစ်ခါမျက်စိမှဘုဖျာဖက်သွားသောအခါတွင်လဲခြေချင်းပင်လျှောက်သွားသည်ဘုဖျာတို့မြေကမ်းပေးတစ်လျှောက်လဲတောင်ပင်ပေါ်ကလျှောက်သွားကြည့်လေလဲတန်းကြည်တောင်ဘက်သွားသောဇက်သိမ်းမောဆက်ကတ်သည့်စိတ်ကန်းလွန်သွားလေဘုဖျာတို့ရောက်သည် ဘူဖျားတို့သွားယူသွားစဉ်လမ်းမှာဂေါ်တော်ပလင်ဖျားကြီးမြောက်ဖက်ကလမ်းဖြစ်သည်ရင်းလန်အတိုင်းသွားလေလမ်းအနောက်ဖက်၌အတွင်းစီးခုံစည်းတွေကိုတွေ့ရလိမ့်မည်ရင်းလန်အတိုင်းမြောက်ဖက်ဆင်းသွားလေကားလန်ဆုံ၌ဘူဖျားကိုတွေ့ရလိမ့်မည်ယခုပကံခီတဲ့သည်ဘူဖျားတို့သွားသောလမ်းမှာမြေကမ်းဘေးကတဲတောင်ပြင်လမ်းမဟုတ်ပေသူရောက်ရှိနေသောနေရာမှာဂေါ်တော်ပလင်နှင့်လမ်းဝေးနေသည်ဖြစ်သွားယူသွားစဉ်လမ်းကလည်းမသွားပေကျုံအနောက်ဖက်ကပကံမျိုးရင်းတို့ဝင်သော လူသွားလာနေသည့်ခင်တန်းကလေးမှဖြက်လျက်ဖြက်လန်းကသွားခြင်းဖြစ်သည်အသိပညာဒေဝဂုရုចောင်းဝင်းတဲ့ကထွက်လာခဲ့ပြီလေကျုံအနောက်မြောက်ဖက်ရှိတပင်းများခြုံပုံများချားတဲ့ကလမ်းကြားလေးအတိုင်းရှောက်လာခဲ့သည်ရာဝတီမြကန်းကျည်ရှိခင်တန်းကလေးကိုညနေခင်းချိန်ဖြက်သွားရသည်မှာကြီးနူးွယ်ကောင်းလာပါသည်ခင်တန်းကလေးကိုကြော်သားသည်နှင့်လူနေအိမ်နှစ်အိမ်သုံးအိမ်ကိုတွေ့ရသည်အိမ်တည်းဤမျက်နှာ၌လူငယ်တို့ချင်းခတ်နေကြသည်ကိုယ်အင်္ဂလိပ်များမှာ အရာဟိုတယ်တွင်အလုပ်လုပ်သောလူသမားများ၏အိမ်များဖြစ်ပုံရသည်။အင်္ဂလိပ်များကိုကြော်သွားသောအခါအရာဟိုတယ်ကိုတွေ့ရသည်။အရာဟိုတယ်သည်မကန်ရှိဒုတိယအကြီးဆုံးဟိုတယ်ဖြစ်သည်။ဟိုတယ်ဖေးကဖြတ်သွားစဉ်ဟိုတယ်ဘက်လှမ်းကြည့်လိုက်သည်။ဟိုတယ်တွင်ဧည့်သည်များများဆဆမတွေ့ရပေ။ဟိုတယ်ဝန်းထဲမှထွက်လျက်အနောက်တောင်ဘက်ကွေ့လိုက်သောအခါလမ်းမပေါ်မှငင်းလေတစ်စီးဖြတ်မောင်းလာသည်ကိုတွေ့ရသည်။ငင်းလေပေါ်တွင်ခရီးသည်ပါမလား။ မြင်လဲဆရာသည်သူ့မြင်လှက်ကိုအေးအေးဆေးဆေးပင်မောင်းနေသည်။လိုင်းအနောက်ဖက်တွင်ကဝင်းခတ်ထားသောအဆောင်ကြီးတစ်ခုကိုတွေ့ရသည်။ထိုအဆောင်ကြီးမှာနာမည်ကျော်ယွန်းလက်မှုပညာအတတ်တင်ကျောင်းဖြစ်သည်။ယွန်းတယ်လုပ်ငန်းအတတ်ပညာသင်ကြားပေးသောကျောင်းဖြစ်သည်။ဗကန်ညာဦးသည်ယွန်းထယ်လုပ်ငန်းတွင်နာမည်ကျော်ကြလူသိများသောဒေသဖြစ်သည်။ဗကန်ညာဦးအပြင်ယွန်းထယ်လုပ်ငန်းလုပ်သောခြားဒေသများမှာမုံရခရိုင်အတွင်းရှိကြောက်ကာနှင့်မောင်းထောင်းရွာတို့ဖြစ်ကြသည်။ အကညာဦးမှထုတ်လုပ်သောရုပ်ဆောင်ခွင့်၏ရုပ်ဆောင်လင်ပန်းချွေရီးပန်းဆိုင်ချွေရီးဆေးလိပ်ကိုစတည်ထိုးသည့်မြန်မာနိုင်ငံအနှံ့အပြားရှိအိမ်များ၏ကျက်တည်ဆောင်များဖြစ်နေကြသည်ရုပ်ဆောင်ခွင့်၏စတည်ထိုး၌ဇန်နီဘတ်ဝတ္ထုကြောင်းများမင်းမီပြားမင်းခမ်းမင်းနာမင်းညီမင်းသားတို့နှင့်တကွချူပန်းချူနယ်ကြားလိုက်ကြားခွေဇန်နရာသည့်ရာသီခွင့်အယုတ်ငကားဂလုံးဂိနေကြီးဂိနေယာဆင်းမြင်းစသောအယုတ်များကိုမှုပညာမြောက်စွာပုံဖော်ထားသည် ရုံးတက်ပညာသည်ပကံညာဥတွင်ရေပကံခေခတဲ့ကပင်စတင်ခဲ့သည်ဟုဆိုရှိသည်။လိုက်ထာမင်းလက်ထက်ကပင်ရုံးတက်ပညာသည်များသည်ဇင်းမဲမှတထုံပြီးတို့ရောက်ရှိနေကြပုံရပြီးတထုံကိုအနှောင့်အထားသိမ့်ပိုက်သောအခါရုံးတက်ပညာသည်ပကံတို့ပါလာကြဟန်သူသည်ဟုဆိုကြသည်။ရုံးလုံငန်း၏မူလဘူတာဖြစ်သောလာအိုနိုင်ငံနှင့်ဤဆက်သောရှမ်းပြည်တို့ရုံးလုံငန်းရောက်ရှိလာသောအခါနော်ထာမင်းလက်ထက်တွင်ရှမ်းပြည်မှရုံးတက်ပညာသည်များ ပုဂံတို့ခေါ်ယူသည်ဟုသောအခြားအယူဆတစ်ခုလည်းရှိသည်မိတို့ပင်ဖြစ်စေဆင်ဆက်ထွန်းကားလာခဲ့သောပုဂံညာဦးယွန်းလုံငန်းတဲ့သည်ယနေ့ထက်တိုင်ပင်ရှင်တန်ကြီးထွားနေသည်အချိန်ကပုဂံတွင်ယွန်းထက်ပစ္စည်းများရောင်းချသောဆိုင်များတော်တော်များများရှိသည်နေရာတွင်ပုဂံရှိလူနေအိမ်များနှင့်ဈေးဆိုင်များနေရာရွှေ့ပြောင်းလိုက်ပြီးသည့်နောက်ရွှေစည်းကောင်းဆောင်တန်းဆိုင်များနှင့်အနန္တဆောင်တန်းဆိုင်များ၌သာယွန်းထက်ပစ္စည်းများရောင်းချနေကြသည်ကိုတွေ့ရသည် ဒကညာဦးလမ်းမပေါ်၌ဒကနှင့်ညာဦးအကြားတွင်ရှင်းအောင်ပစ္စည်းအယောင်းဆိုင်တစ်ဆိုင်ရှိသည်ဒကခီးတဲ့သည်ညာဦးမှပကံတို့အလားထိုအဟောင်းဆိုင်သို့ဝင်ကြည့်သည်ထိုဆိုင်တွင်အခြားရှင်းအောင်ပစ္စည်းများနှင့်အတူယွန်းတဲ့ရုပ်ဆောင်ကုန်း၏အဟောင်းများကိုလည်းတွေ့ရသည်ရှင်းခေရုပ်ဆောင်ကုန်း၏နှင့်နောက်ခေရုပ်ဆောင်ကုန်း၏တို့သည်မျိုးစားခြင်းမတူကြပေရှင်းခေရုပ်ဆောင်ကုန်း၏များကအိုတန်ဘူးကြည့်သည်ကိုယ့်ရဲ့ဖုံးထိပ်မျက်နှာပြင်မှာတပြေးတညီတည်းရှိနေသည် ောင်ခေရုပ်ဆောင်ကိုအိမ်များမှာယုံအယောင်အသွေးကြားလိမ့်မိလေဖြစ်သည်ကိုရဲ့ဖုံးထိတ်မျက်နှာပြင်မှာလည်းရှေးခေရုပ်ဆောင်ကိုအိမ်လိုတပြေးတညီတည်းရှိမနေပေခမမောက်ကလေးဖြစ်နေတတ်သည်နောက်ပိုင်းရုပ်ဆောင်ကိုအိမ်များမှာရှေးရုပ်ဆောင်ကိုအိမ်လောက်တန်ဖိုးမရှိပေပကံခီးတဲ့သည်ယုံလက်မှုပညာတတ်တင်ကြောင်းဘေးမှဖျက်လျက်ဖျားသူဆက်သွားသည်ဘူဖျားမရောက်ခင်ဖုံးကြီးကြောင်းတစ်ချောင်းကိုဖျက်ရပြန်သည်ဘုံကြီးကြောင်းလွန်သောအခါဘူဖျားရှိနာမှဖျားတစုကိုတွေ့ရသည် ထိုဖျားမှာဇေဒီတစုဖြစ်တော်လဲပေပင်ချောင်းဟူ၍အမိတွင်နေသည်ပကရှိနတ်လောင်ချောင်းမိမလောင်ချောင်းစတော်ဖျားပထုများမှာဇေဒီပထုများဖြစ်ကြတော်လဲအเจ้าအမိတွင်နေကြသည်ဒုန်ဤတာပင်ဤပေပင်ချောင်းလဲဇေဒီပထုဖြစ်လျက်အเจ้าအမိတွင်နေသည်ပကံခိကတီရှိခဲ့သောចောင်းတိုင်များအနည်းရှိဇေဒီပထုများဖြစ်၍အเจ้าအမိတွင်နေခြင်းဖြစ်လိမ့်မည်ဟုအချို့ကထင်မြင်ချက်ပေးကြသည်ရာများနေထိုင်တည်င်းတုံးသောအဆောက်အုံကို အာဝတဟုရလဲခေါ်သည် အာရမဟူ၍၎င်းလေနဟူ၍၎င်းဝိဟာရဟူ၍၎င်းဟူဟာဟူ၍၎င်းခေါ်ပြီးဇေဒီပထိုးကိုဇေဒီယဟူ၍၎င်းသူပါဟူ၍၎င်းခေါ်သည်တွေရင်ကျောင်းနှင့်ဖျားကိုပေါင်းမီခေါ်သည့်ဝဟာရများလည်းရှိသည်အင်္ဂလိပ်စကားလုံးတောင်ပေါ်သည်မှန်အားဖြင့်ဖျားကျောင်းသို့မဟုတ်နတ်ကုန်းကိုခေါ်သည့်စကားလုံးဖြစ်သည်ထို့သောကျောင်းကိုလည်းတံပဲဟူခေါ်ကြသည် Chinese Temple ကိုတရုတ်ကျောင်းခေါ်တဲ့သူဖြစ်သည်ထို့တူပင်ဟိန်းနူဘာသာစကားနာလည်း မရင်းဟူသောစကားလုံးရှိသည်မရင်းလည်းတင်ပုတ်ကဲ့သို့ပင်ဘုရားကြောင့်အနတ်အဓိပ္ပာယ်ထွက်သည့်စကားလုံးဖြစ်သည်ဝေပင်ကြောင့်ဟူသောအခေါ်အဝေါ်၌လည်းရိုးရိုးကြောင့်နှင့်ဘုရားကြောင့်ဟူ၍အနတ်အဓိပ္ပာယ်နှမျိုးထွက်သောကြောင့်ကိုဘုရားကြောင့်အနတ်အဓိပ္ပာယ်ယူ၍တုံ့နှုံထားခြင်းမဖြစ်နိုင်ဘူးလောငင်္ဂာတိပတီဟိုကျွန်းသာသနာသမိုင်း၌မဟာဝိရာခိုင်အဘယဂိရိခိုင်ဇေတဝနခိုင်ဟူ၍ခိုင်းကြီးသုံးခိုင်ရှိခဲ့ဘူးသည်မဟာဝိရာခိုင်ဝင်တန်ခါတော်များကမဟာဝိရာကျောင်း၌၎င်း အဘယဂီရီခိုင်းဝင်တန်ဃာတော်များကအဘရာဂီရီကျောင်း၌၎င်းဇေတဝနခိုင်းဝင်တန်ဃာတော်များကဇေတဝနကျောင်း၌၎င်းတရင်တုံးကြသည်တွေ့ရတဲ့မဟာဝိဟာရအဘယဂီရီဇေတဝနတို့ကိုကျောင်းနဲ့တိပဲထွက်သည့်ဝိဟာရဟုသောစကားလုံးဖြင့်ဖော်ပြယုံမျှတာမကပဲဒကဘဟုသောစကားလုံးဖြင့်လည်းဖော်ပြလေရှိကြသည်ဒကဘဟုသောစကားလုံး၏အနက်အဓိပ္ပာယ်မှာဇေဒီယဇေဒီဖြစ်သည် ဘုန်းကြီးเจ้าနှင့်ဖះเจ้าတို့ကိုရော၍မှတ်သားပြုသည့်ထောက်ထားတာရကတရက်ဖြစ်သည်။ဘေပင်เจ้าဖះကိုရှေးဟောင်းပုံစံအတိုင်းရှေးဟောင်းသူတေသနာဌာနကပြုပြင်ထားသည်။ဘုရားဤနေထားမှာတီဟုဖះပထုပုံစံအတိုင်းခေါလောင်းပုံတရံဖြစ်သည်။အောက်ခြေပစ်စရာမမြင်လာပေ။အတွင်းဘက်၌ဇင်းတို့တို့၏အခန်းရှိသည်။အပေါ်တွင်ဓာတ်တော်တိုင်းရှိသည်။ဒါတော်တိုင်ပေါ်၌ကခြုံတက်သွားသောဖောင်းရည်များဖြင့်တစားဆင်ထားသည်။ဘေပင်ကျောင်းဖျားကိုလွန်သွားသောအခါကန်းဆန်၌ဦးဖျားကိုတွေ့ရသည်။ ရပရဝံဤရှေ့၌ရှိသောလမ်းနှက်ဖက်မှာရခင်ကထမင်းဆိုင်လက်ဖက်ဆိုင်စသောဆိုင်တန်းများဖြင့်စီစီကားကားရှိတော်လဲယခုတစ်ခေါက်ရောက်တွင်မူလမ်းတစ်ဖက်၌ဆိုင်နှစ်ဆိုင်သုံးဆိုင်လောက်သာတွေ့ရတော်သည်ရခင်တွေ့ရသောဆိုင်နှစ်ဆိုင်သုံးဆိုင်ဒီပင်ဘုရားဖူးများအစဉ်ပြေးကိုရှေ့ရှုပြီးခွင့်ပြုထားသည့်ဆိုင်များဖြစ်၏ဟုဆိုသည်ဘုရားပရဝံရှေ့၌သူရိကတစည်းစိုက်ထားသည်အချို့ကဘာလက်ခရီးသည်များသည်ဘုရားပရဝံအတွင်း၌ပိုလျှောက်တီလျှောက်လုံနေကြသည်အချို့ကကားပေါ်မှာပင်ထိုင်နေကြသည် တရား၂ယောက်ကမူစရိုးဆိုင်နှင့်တွဲဖက်ဖွင့်ထားသောမဖက်ရည်ဆိုင်ထဲဝင်ပြီးဘီယာဘူးမော့နေသည်။ဘူဖျားသည်အေယော်ဒီမြစ်ကမ်းဘေးတွင်မိတင်၍တည်ထားသောဖျားဖြစ်ပြီးအေယော်ဒီမြစ်နှင့်ပနံရလာသည်။ဘုရား၏အောက်ခြေမြစ်ကမ်းဆက်တွင် ခရုပတ်တထံစိန်တန်းနှစ်သွယ်ပတ်လန်းရန်ထားသည်။ဇေဒီလုံးမတထံမှာမကျဲနှတော်ဖျားပုံစံနှင့်ခတ်ဆင်ဆင်တူပြီးကရော့ပုံတံဓာတ်တော်ကျုပ်နှင့်လည်းတူသည်။အပေါ်ပိုင်းဖျားသို့တက်နေသောတည်တည်တွယ်တွယ်ဇေဒီပေါ်တွင်မှန်စီရွှေချထားသည်။ ပရဝံတွင်အရှိမြောက်တောင်း၌မုံတိုင်းနဲ့ဤနတ်ကောင်းငယ်တစ်ခုရှိသည်ထိုမုံတိုင်းနတ်ကိုမြေချောင်းခရီးသွားလေဖောင်သမားများကပူဇော်ပတ်တာလေးရှိကြသည်ဟုသိရသည်ဘူဖျားသည်မြေချောင်းခရီးသည်များအတွက်ပကံတင်ကေတာတစ်ဖွဲဖြစ်နေသည်ဘူဖျားကိုပကံနန်းဆန်တတိယမြောက်ဘရင်ပူဇော်တိတည်သည်ဟုဆိုရှိသည်ပူဇော်တိနှိမ်နင်းရသောရန်သူမျိုး၅ပါးတည်းတွင်ဘူးပင်လည်းပါသည်ရှူးပြန်ဘူးဝက်ကြားနှင့်နှက်ကြောက် ပြက်လူပနန်းဟူ၍၎င်းကြာရှူဘူးဝက်ကြီးလိုင်မြက်ကိုတက်ဖြတ်နေမျိုးဟူ၍၎င်းဆိုယူစကားရှိသည်ဤသူများကိုဒုက္ခပေးနေသောဘူးပင်ဘူးနယ်ဘူးချုံများကို ရှင်းလင်းတုတ်တင်ပြည့်ရာနေရာဌာနတွင် ကိုးကွယ်တည်ထားသောကြောင့်ဘူးဖျားဟုတွင်နေခြင်းဖြစ်သည်ခြားကြသူများကိုနှိမ်နှင်းရာဌာနများ၌လည်းထိမ့်မှတ်ဖျားများကိုကိုးကွယ်တည်ထားခဲ့သည်ငင်းဖျားများကကြားတက်ဖျားရှူပြန်ဖျားဝတ်တက်ဖျားနှက်ပြတောင်ဖျား မိနှင်ဖရာညာဖရာသမီးဝတ်ဖရာများဖြစ်ကြသည်ဒီစောတိတီတော်ဖရာသာဖြစ်ပါမူဘူဖရာသည်ပကံဖရာများအနက် ရှိကြသောဖရာတစုဖြစ်ပေလိမ့်မည်ဒေရရင်ယခုချိန်၌ဒီစောတိတီတော်ဖရာကိုမတွေ့ရတော့ဘဲခေဆက်ဆက်နှောင်းလူတို့အစ်တတဖန်ပြုပြင်မောမှန်တိဆောက်ထားသောဘူဖရာကိုသာဖူးတွေ့ရတော်သည်ပကံခီးတဲ့သည်ပထမအချိန်ရောက်စဉ်ကတွေ့ကြရသောဘုံခဏစစ်ပြတ်တက်တင်ထားသောတစ်သားအာယုံခံတစ်ဆောင်ကိုပင်ပကံတို့နောက်ထပ်ရောက်သွားသောအခါမတွေ့ရတော့ဘဲ ဒါသာအာယုံခံနေရာတွင်အုတ်တိုက်အာယုံခံတစောင်းရောက်နေပြီဘူဖျားမှလည်းဖုံးရောင်ဖွေးဖွေးရွှေရောင်ဝင်းဝင်းနဲ့တင့်တင့်တဲတဲတပ်ပင်နေပြီဘုရားပရဝံရှိဘကဇိန်လာဆိုပြီးဝေစာနေသောတမပင်ကြီးနှင့်ဘုရားဝင်းကျင်ရှိတစ်ပင်ပန်းမှန်များမှာမြကန်းထက်ကဘူဖျား၏ជីနူးဘွယ်ជីညူဘွယ်ကိုအားဖြည့်ပေးနေကြသည်ဗလန်ခီတဲ့သည်ဘုရားရည်မြင့်ရှိဘုရားရည်မြတ်ဖတ်မျက်နာမူထားသောထိုင်ကုန်တစ်ခုပေါ်တွင်ထိုင်လျက်မြတ်ဖတ်သို့လှမ်းမျောကြည့်လိုက်သည် နောက်ဖက်မိုးကုတ်ဆက်ဝိုင်းတွင်မိတင်နေသောဝင်းလူဆဲနေမိကစွန်စီသွေးရောင်သည်ရောင်တွင်ပြပြင်ကျဲတဲ့စီးကြနေသည်မြေအနောက်ဖက်ကမ်းအလွန်၌ပလဲရောင်တဲတောင်ပြင်ကိုလှမ်းမြင်နေရသည်တဲတောင်ပြင်လွန်သွားသောအခါစိမ့်လန်းသောစိုက်ခဲများမြွညွမှိုင်းနေကြသည်မျက်စိအာယုန်သည်တောအုပ်များအလွန်သို့ရောက်သွားပြန်သည်တောအုပ်များအလွန်၌တန်းကြီးတောင်ဇေဒီတီရှိသောတန်းကြီးတောင်နှင့်တောင်ချေရှိရက်စစ်မီးအောင်လက်နေပြီဖြစ်သည့်ဓမ္မီဩဇာဆက်ယုံကိုတွေ့ရသည် ဦးကြီးတောင်တောင်မကြီးမြောက်ဖက်စီ၌ကငိန်လျှောသွားသောညွညုံမှိုင်းမှိုင်းတောင်ကျောတခွင်ကိုလှမ်းမြင်နေရသည်နောက်ဖက်မိုးကုတ်ဆက်ဝိုင်းတွင်နေတင်နေသော နေမင်းသည်မိုးကုတ်ဆက်ဝိုင်းအောက်ဆင်းသွားလေပြီသို့တော်လည်းပဇွန်စီသွေးစီးဆောင်ရကုန်မှုမြင့်ပင်ကျဲတဲ့ထားပစ်ခဲ့သည်ထိုခိုင်လေကလေးတစ်စင်းသည်ပကန်းစိတ်ကမ်းမှထွက်ခွာသွားလေသည်လေကလေးပေါ်၌ရှိသောတူးသည်သောတက်ရှိလူသားသည်လော်တက်ကိုတအားကုန်လှော်ခတ်လျက်တုတ်ချီတင်နေသည် မမောင်ခင်တစ်ဖက်ကမ်းသို့ရောက်ရန်အတွက်ရေးကြီးတုတ်ပြဖြစ်နေဟန်သူသည်အဖြည်းဖြည်းမောင်ကြီးတန်းလာသည်ရပြလောက်သာမြင်နေရသောလှေကလေးသည်အမောင်ပြိုးစာတစ်ဖက်ကမ်းဆက်၌မျက်စိအောက်လုံးဝပျောက်ကွယ်သွားလေပြီလန်ခီတဲ့သည်လည်းနေမောနေရာမှထပြီးလေဘူးဖျားမှထွက်ခွာလာခဲ့လေသည်